မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဖြေလိုနေတဲ့ကွင်းလေအတွက်အီလီယော့အန်ဒါဆန်ကအဓိကတော့ချက်ဖြစ်လာပြီလားမင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှိုးအနေကျူတူပါရယ်ဗျကျွန်တော်ကိုခက်ပါဒီဗီဒီယိုလေးမှာတော့ဇန်နဝါရီပြောင်းရွှေ့ကာလမှာမန်ချက်စတာယူနိုက်တက်တို့ဦးစားပေးကစားသမားအဖြစ်ခေါ်လာနိုင်တဲ့အီလီယော့အန်ဒါဆန်နဲ့ပတ်သက်ပြီးတုံ့သက်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်ယူနိုက်တက်အသင်းဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာ ပြောင်းရွှေ့ခြင်းပေါင်တန်း100နီးပါးလောက်သုံးဖို့ plan ရှိတယ်ပေါ့နော်အဲ့တော့ဇန်နဝါရီပြောင်းရွှေ့ကာလဆိုတာတိတ်မကြခင်အချိန်တွင်ရောက်လာတော့မှာဂျားထဲမှာတလဆွဆွလောက်ပဲကျန်တော့တယ်အဲ့တော့ November လဝက်လောက်နဲ့ December ပြီးပြီဆိုတာနဲ့ United တို့ရဲ့စွန့်စားခန်းကြီးကဖွင့်ရတော့မှာဗျအဲ့တော့ဒီအချိန်မှာ United အသင်းဒီလိုအပ်ချက်တချို့နဲ့ရှေ့ဆက်နေရတယ်အစဉ်ပြေတဲ့လူကြီးစုပွဲမှုတစ်ခုကိုရနိုင်ပြီလားဆိုတော့မရသေးဘူးလို့ပဲပြောရမှာပါအင်ပြေအားပြေနဲ့အသင်းတွေနဲ့ ဒန်းတူရင်ပေါင်တန်းကျင်တယ်ဆိုရင်တခြားသင်းကြီးတွေဥရောပပြိုင်ပွဲဝင်နေတာကို အခွင့်အရေးယူပြီးပရီးမီးယားလိမှာအကောင်းဆုံးတက်လန်းကျင်တယ်ဆိုရင်ကွင်းလက်ကစားသမားကောင်းတယောက်လိုပါတယ်ဒါကိုဥပင်အမော်ရီအနေနဲ့လည်းကောင်းစွာနားလဲသဘောပေါက်တယ်ဒီတို့ကြောင့်နံပါတ်6နေရာနံပါတ်7နေရာစတဲ့နှစ်နေရာမှာအကောင်းဆုံးလိုက်ပါရွေရှားနိုင်မယ်အီလီယော့အန်ဒါဆန်လိုကစားသမားမျိုးကိုယူနိုက်တက်တို့အသေးအတန်စိတ်ဝင်စားနေတာလေဖြစ်ပါလိမ့်မယ်တနေရာထဲမှာကစားတာမဟုတ်ဘဲနဲ့ နှစ်နေရာလုံးတေချာပိုင်နိုင်စွာကစားမဲ့ကစားသမားတစ်ယောက်ကိုရွေးချယ်လိုက်တဲ့ပုံပဲအတန်းမွားတန်းသည်နံပါတ်6တနေရာမှာပဲတေချာလေး specialize လုပ်ပြီးတော့ကစားတဲ့ကစားသမားပေါ့နော် Elio Anderson ကြတော့အဲ့လိုမဟုတ်ဘူး6နဲ့8ကိုလောက်အောင်အပြည့်နဲ့ရွေးရှားကစားနိုင်တယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ball carry တွေကောင်းတယ် aggressive ဖြစ်ဖြစ်နဲ့ကစားနိုင်သွမ်းရှိတယ်နောက်တစ်အရေးကြီးဆုံးအချက်ဒီအင်္ဂလိပ်ကစားသမားတွေကို United တို့ကသဘောကျတတ်တယ် ။ဤလျော့အနေဆိုင်အင်္ဂလိပ်ဇာတ်မားဖြစ်တဲ့အတွက်ပို့ပြီးသဘောကျလို့ခေါ်တာမျိုးလေဖြစ်ကောင်းဖြစ်နိုင်တယ်။အဲ့တော့ United A ရဲ့ကွင်းလေကနောက်အနာကတ်မှာပြောင်းလဲမှုတွေတော့အများကြီးရှိလာနိုင်တယ်။အဲ့တော့ဤလျော့အနေဆိုင်ကပထမဆုံးပြောင်းလဲမှုတစ်ခုလို့ယူဆရမယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်သတင်းလေးတစ်ပုဒ်ကိုပြောပြမယ်။သတင်းဖော်ပြချက်မရှိဘဲနဲ့ဒီတိုင်းပလိန်ပြောလို့မရဘူးပေါ့နော်။နာမည်ကြီးတရင်းမြစ်တစ်ခုဖြစ်တဲ့မေရာကဖော်ပြထားတာပါ။မန်ယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီပြောင်းရွှေ့ဈေးကွက်မှာဦးစားပေးအနေနဲ့အသက်23နှစ်ရွယ်အင်္ဂလန်လူရင်းစဉ်ကွင်းလှည့်ကစားသမား Elliot Anderson ကိုခေါ်ယူတော့မှာဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရှင်းမှာခမန်းခဲ့တဲ့အချက်တွေနဲ့ကွက်တီပဲပေါ့နော်တရေထနာအကြီးတစ်ခုပြီးတစ်ခုဒါ Elliot Anderson အကြောင်းကိုပေါ်ပြလာပြီဆိုတော့ကျွန်တော်တို့ကလည်းမဆွေးနွေးမတုံ့တက်လို့မရတော့ပါဘူး။ဟုတ်ပြီ။အဲ့တော့ Elliot Anderson ဒီနှစ်ဘောလုံးရတယ်မှာဘလောက်ကောင်းတဲ့ ကစားသမားတယောက်ဖြစ်တယ်လဲဆိုတဲ့အပိုင်းမှာကျွန်တော်ဆက်လက်ဆွေးနွေးပေးမယ်ကျွန်တော်ရှိရပြောသလိုကျွန်တော်တို့ကြိုက်ခြင်းမကြိုက်ခြင်းရှိပေမဲ့ဒီဘဲကဒီနှစ်ဘောလုံးရာသီမှာ overall ခံစစ်စွမ်းဆောင်ရင်အကောင်းဆုံးပဲကျွန်တော်ပြောတော့ overall เนาะဒီချက်လက်တွေဒီ object analyze ကပေါ်ပြထားတဲ့အချက်လက်တွေဖြစ်ပါတယ် player တူတယောက်ချင်းစီရဲ့ defending overall ဘိုင်းမှာတော့ကွင်းလေကစားသမားတွေလည်းပါတယ်ခံစစ်ကစားသမားတွေလည်းပါတယ်ပေါ့နော်မျိုးစုံပေါ့ဒီထဲမှာ Elio Anderson ကထိတ်ဆုံး number 1မှာရှိနေပါတယ် တော့ဒီကစားသမားရဲ့အချက်လက်တစ်ခုချင်းတွေကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမွဲကစားခြင်းနဲ့ဆိုရင်စူပါစီနီယာဘေဘော့စီမှာအိုင်ဘတ်ခွန်ရှိကို၅တလုံးမင်းစ်နဲ့မောင်း၅၆တို့ကိုမမ်ဘာတစ်အပူစုခြင်းများစွာနဲ့ဂျုံကြီးသွားကစားလို့ရပါတယ်အသေးစိတ်သိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 89 669 440ဆက်သွယ်ဆုံးနဲ့မေးမြန်းလို့ရပါတယ်ခင်ဗျာအဲ့တော့အီလီယော့အန်ဒါဆင်ကဆက်တဲ့ပွဲမိနစ်ပေါင်းအားဖြင့်690ကစားရတယ်ဒီမိနစ်အရေအတွက်ပမာဏဒီပရီးမီယာလိ ကစားသမားတွေထဲမှာအတော်ကိုများတဲ့ပမာဏလို့ပြောလို့ရတယ်တနည်းအားဖြင့်ပေါ့နော်အများဆုံးကစားထားတဲ့မိနစ်အရေအတွက်ပါ dominant support line နဲ့တူညီသောမိနစ်အရေအတွက်ဖြစ်ပါတယ်ဒီမိနစ်အရေအတွက်ကိုကျွန်တော်ဘာကြောင့်ထည့်ပြောနေတာလဲမိနစ်အရေအတွက်ဆိုတာဒီစားသမားရဲ့ကြန့်ခိုင်မှုဘိုင်းကိုပေါ်ပြနေတဲ့သဘောမျိုးပါကြန့်ခိုင်မှုမရှိပါရင်လည်းမိနစ်အပြည့်ကစားဖို့ဆိုတာမဖြစ်နိုင်ဘူးတချို့ကစားသမားတွေကတော့ပွဲရည်အတွက်ဆက်တပွဲချင်းတူညီတယ်ဒါပေမဲ့မိနစ်ရည်အတွက်နည်းနည်းလေး လူသားဝင်ကစားသွားတာရှိတယ်အနာသွားလို့ချက်ခိုင်မှုမပြေလို့ထုတ်လိုက်ရတာမျိုးတွေရှိတယ်တိုးတော့အီလီယိုအန်ဒါဆန်ကတော့အပြည့်ကိုကစားပေးနိုင်တဲ့ကစားသမားပါတပွဲကိုမိနစ်60အပြည့်ပေါ့နော်ပြဲမြကစားထားတယ်လို့ပြောနိုင်ပါတယ်ဆိုတော့ကျွန်တော်အဲ့ဒီမိနစ်960ပေါ့နော်မိနစ်960မှာပါ90တပွဲပြဲမြတက်ကယ်အရေအတွက်ပေါ့နေ့တစ်သမား6-4ချိန်ရှိတယ်ဒီတက်ကယ်အရေအတွက်ဒီအလုံးပေါင်းတာလား ်စတက်တက်ကယ်တွေလည်းပါမယ်စတိုက်တင်းတက်ကယ်တွေလည်းပါမယ်မျိုးစုံပေါ့အဲ့တက်ကယ်စက1.6လေးရှိတယ်ဆိုရဲသဘောမျိုးဖြစ်ပါတယ်သူထက်ပိုကောင်းတဲ့ယူနိုက်တက်ကစားသမားတယောက်တော့ရှိတယ်အဲ့ကစားသမားကကက်စမဲရို3.19ချိန်ရှိတယ်အဲ့တက်ကယ်စတေမှာအီလီယော့အန်ဒါဆင်ကတဲ့နဲ့ဆိုရဲသဘောမျိုးပေါ့ဒါပေမဲ့ overall လုံးပေါင်းပေါင်းလိုက်ရင်တခြားသောအချက်လက်တွေပါပေါင်းတယ်ဆိုရင် Premier League မှာ defensive action အကောင်းဆုံးကစားသမားလို့ပြောတာပါနောက်တစ်ပိုင်း intercept intercept ဆိုတာကတော့ ်ဘောလုံးလေးကိုဂျားဝင် ဖြတ်တောက်နိုင်သံပေါ့အီလီယော့အန်ဒါဆန်ဒီဘောလုံးပွဲစဉ်တစ်ပွဲမှာဂျားဝင် ဖြတ်တောက်နိုင်သံ၃ညတသမ6.7ချိန်ရှိပါတယ်အဒီဆွဲဆောင်ရေးပမာဏကတော့အရင်ကောက်တယ်လို့ပြောလို့မရဘူးသူ့ထက်ကျန်းတဲ့ပလေယာတွေရှိပါတယ်ဥပမာပြောရင်မွာဆက်ကိုင်ဆီတိုလိုပလေယာမျိုးတွေဒီနေ့ဘောလုံးရတဲ့မှာ intercept တော်တော်များများကိုလှုပ်ဆောင်ထားနိုင်ပါတယ်ဒီနေ့မှာအရေးကြီးဆုံးအချက်တစ်ချက်က position ဝန်ဖြစ်ပါတယ် position ဝန်ဒီ tuckers e အတွက် intercept e အတွက် blocks e အတွက် clearance e အတွက်စတဲ့အချက်လက်တွေအားလုံးမှာ success အဖြစ်ဆုံးအချက်လက်ကိုဖော်ပြနေရဖြစ်ပါတယ်။ထားပါတော့ကျွန်တော် tuckers e အတွက်က ilio anderson နဲ့တန့်နေဆိုရင်တန့်များတယ်ဆိုပေမဲ့ဒီ tuckers တွေက success ဖြစ်လားမဖြစ်လားဆိုတဲ့အပေါ်က position win ကိုမူတည်နေပါတယ်။အဲ့တော့ position win ဒီဘောလုံးကိုပြန်ပြီးတော့ control လုပ်သွားနိုင်တဲ့အပိုင်းပေါ့နော် position ပြန်သွားနိုင်တဲ့အပိုင်းကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒီ position ပြန်သွားနိုင်တဲ့ အပိုင်းမှာ Elliot Anderson ဒီ Premier League မှာ rating အကောင်းဆုံးဖြစ်ပါတယ်။တပွဲပြင်းများကျွန်တော်8.36ကျင်းဖြစ်ပါတယ်။ဒီအတွက်ကြောင့်သူ့ရဲ့ tackles တွေ intercept တွေ clearance တွေ blocks တွေဟာတခြားသော defensive action ကောင်းတဲ့ကစားသမားတွေထက်နည်းကောင်းနည်းနိုင်ပေမဲ့ successful ဖြစ်တယ်ဆိုတဲ့သဘောမျိုးပါ။နောက်ထပ်တစ်ချက်ကတော့ကျွန်တော် clearance ပေါ့နော်ဘောလုံးတွေကိုရှင်းထုတ်နိုင်သွမ်းဖြစ်ပါတယ်ဒီရှင်းထုတ်နိုင်သွမ်းအောင်ကျင်းတပွဲမှာ3.3ချိန်ရှိပါတယ် နောက်ထပ်တစ်ချက်က blockstar ပါ blockstar ဆိုတာပြိုင်မဲ့ကစားသမားတွေရဲ့ကန်သွင်းချက်ကိုရှေ့ရနေ blockstar ကိုပြောတာပါတပွဲမှာတုံများတသမတရှိချင်းရှိပါတယ်အဲ့နောက်ထပ်တစ်ပိုင်းက jewel stay အရင်ရေးကြည့်တဲ့အချက်လက်တွေပါ jewel stay ကကိုယ့်လက်ကစားသမားတယောက်အတွက်အရင်ရေးပါတယ်အဲ့တော့ jewel နှစ်ခုရှိမယ် ground jewel နဲ့ area jewel ground jewel တွေတပွဲပြက်များ30တသမ6တချိန်ရှိပါတယ်ဒီ30တသမ6တချိန်မှာဆိုရင်6တသမ ၃ည၉ချိန်ထိ ground jewels တွေဝန်ထားပါတယ်အဲ့ဒါကြောင့် percentage အားဖြင့်တွက်မယ်ဆိုရင်55တသမ100ခိုင်နှုန်းထိ ground jewel ဝန်ပါတယ်မြန်မာမှုပြုရင်တော့မြေပြင်မှာဘောလုံးရှင်လူတဲ့အခြေအနေပေါ့နော်ကျွန်တော်နောက်ထပ်တစ်ပိုင်း area jewels area jewel ဆိုတာအမြင့်ခုန်တိုက်တဲ့စွမ်းရည်မျိုးတွေ DM ကစားသမားတယောက်တော့အရန်ကိုအရေးပါတယ်အဲ့တော့တပွဲပြင်းများ2တသမ9ချိန်ရှိတယ် အဲ့တော့ ground jewel ကိုတော့ Elio Anderson ကပို့ပြီးအားတာတဲ့သဘောမျိုးဖြစ်ပါတယ်။အဲ့တော့ဒီနေ့တမခွန်သုံးချိန်မှာနိုင်ရရှိတဲ့အချိန်ယူအတွက်က1.36ချိန်ရှိပါတယ်။ဒီလိုကြောင့် percentage ကတော့90%ခန့်ဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ jewel တွေကောင်းတယ်ဆိုပေမဲ့ ground jewel မှာပို့ပြီးတော့အားတန်တဲ့ကစားသမားဖြစ်တယ်။ Elio Anderson ရဲ့ defensive action တွေကိုအနစ်ချုပ်မယ်ဆိုရင်တပိုင်းတပိုင်းချင်းစီမှာတူးထက်ကောင်းတဲ့ player တွေအများကြီးရှိတယ်ဆိုပေမဲ့ outer analyze ရဲ့ဖော်ပြချက်အရ overall ပေါ့နော်လုံးပေါင်းခံစစ်စွမ်းဆောင်ရည်တွေမှာတော့ Elio Anderson ကလက်ရှိအချိန် Premier League ရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တယ်ဆိုပြီးဖော်ပြနေပါတယ်ခင်ဗျာ short လက်ရှိချိန်မှာဒီလောက်ဟော့နေတဲ့ကစားသမားကို United တို့အနေနဲ့လွယ်လေးတကူခေါ်လို့ရမှာတော့မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ demands အရင်များတယ် ီလီယော့အန်ဒါဆန်ကိုသူ့ရဲ့အတင်းအောင်နယူကတ်ဆယ်ကလည်းပြန်လည်လိုချင်နေတယ်လို့တခြားသောကလပ်အသင်းတွေကလည်းမျက်စိကျနေတဲ့အတွက်ယူနိုက်တက်တို့ဇန်နဝါရီပြောင်းရွှေ့ကာလမှာခေါ်ရင်တော့ဈေးကောင်းပေးပြီးခေါ်ရဖို့ရှိပါကြောင်းသုံးသက်ဆွေးနွေးနေပေမဲ့ဗီဒီယိုလေးဒီမှာနာခွင့်ပြုပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်